ဗတိကောတစ်ဆက်လိုလာပါတဲ့ကျေးလက်ရာလေးရဲ့မနှက်ခင်တစ်ခုမှာပေါ့လက်ဆက်တဲ့လေးပြေကတမပင်တွင် မျောစင်တိုင်းနေပေါ်ကနေတိုက်ခတ်လာခဲ့ပြီးလေကွင်းကြီးရဲ့အစိမ်းရောင်ငွေတန်နဲ့ပေါင်းဆက်နေခဲ့ပါတယ်ဒီနေ့တော့ကိုခန္ဓာကိုကြီးပေါ်ပါနေတယ်လို့ပဲကွာဒီတော့ဒီတကွက်သေးရှိတဲ့လက်မြေလေးကိုနည်းနည်းထတ်ချက်လိုက်တာပိုကောင်းမယ်ထင်တယ်ကြော်ကြီးဆိုတဲ့သူကပေါက်ပြားနဲ့လေကတဲ့ရိုးတွေကိုပေါက်နေပြီးသူ့မျက်လုံးထဲမှာတော့အနာကက်ရဲ့ စဘာပုံကြီးကိုမြင်ရောင်နေခဲ့ရင်းနဲ့ပဲမျက်နှာမှာကျင်းနေတဲ့အပြုံးတပွင်ပေါ်နေခဲ့ပါတယ်။အိုးကိုကျော်ကြီးကိုကျော်ကြီးဘာတွေလုပ်နေတာလဲ။မိမဖြစ်သူဝါဝါဟာလယ်ကွင်းထဲရောက်ရှိလာပြီးပေါပြားတက်လက်နဲ့အလုံးရှုပ်နေတဲ့ကိုကျော်ကြီးကိုမေးလိုက်တာဖြစ်တယ်။အိုးမိမပါလားထူးထူးဆန်းဆန်းနေလာမင်းနေပါလားကွာ။အခုဆိုရင်ငါ့လုပ်ငန်းကိုတိုးချဲ့မလို့လေ။လုပ်ငန်းတိုးချဲ့တယ်ဆိုတာဘာကိုဆိုလိုတာလဲယောက်ျားရေကန်တူးပြီးတော့ ငါးမွေးဖို့စီစဉ်နေတာလားငါးမွေးကန်တော့မဟုတ်ပါဘူးဝါဝါရေငါငါရဲ့လက်ဧကကိုပို့ပြီးတော့ကျဲပြအောင်ချက်နေတာလေဒါဆိုရင်စဘာပို့ပြီးထွက်လာမှာပေါ့ငါရဲ့အကြံဉာဏ်ကမိုက်တယ်မလားကွအဲ့ဒါကိုမိုက်တယ်တဲ့လားကိုကျော်ကြီးရေဘယ်တော့မိုက်ရမှာလဲအဲ့ဒီလိုလက်ဧကချက်လိုက်ရင်နေလေစားထမင်းကိုဘယ်မှာထိုင်စားရတော့မှာလဲလက်ကတင်းရိုးမရှိဘဲနဲ့အစားအသောက်တွေကိုတီရီထဲမှာထိုင်စားရမှာလား ဒီနေရာလေးကနေလေခင်းဆိုရင် ကျမတို့အားလုံးအတူတူထမင်းဝိုင်းဖွဲ့စားတဲ့နေရာလေအခုချက်ချင်းအဲ့ဒီနေရာကိုအရင်တိုင်းပြန်ဖြစ်အောင်လှုပ်ထားလိုက်ပါမဟုတ်ရင်ကျမတို့ပြောဆိုစရာဘာကြောင်းမှမရှိတော့ဘူးနော်ဘယ်တော့မှတိုင်မြင်တာမျိုးလည်းမလုပ်ဘူးအမြဲတမ်းသူ့လုပ်ချင်တာကိုအတင်းလုပ်ချင်တာပဲအခုချက်ချင်းပဲလှုပ်လိုက်နော်ကဲကျမအိမ်ပြန်တော့မယ်ကြော်ကြီးမိမဝါဝါအိမ်ပြန်ရောက်တဲ့အခါမှာတော့တိုင်းရမတိုင်းနေတဲ့မြန်းများကိုတွေ့လိုက်ပါတယ်အိုးမြန်းမြရဲ့ရုတ်တရက်ကြီးရောက်လာတော့ အဲ့ခံစရာတော့မရှိတော့ဘူးဖြစ်နေတယ်။ကျုပ်ပြောမှပေါ့။ကျုပ်ဒီမပြောဘဲကြောက်လာမှအံဩစရာကောင်းမှာပေါ့။ဒါနဲ့ဝါဝါအခြေအနေပဲလို့လေ။အခုတော်နေကောင်းရဲ့လား။မျက်တွင်းနေချိုက်နေတာပဲ။အေးစစေးပါပဲမြမ်းမြရေ။ပြီးတော့နေရောစိတ်ပြေရဲ့လား။ရန်ကုန်မှာအလုပ်လုပ်နေတာချမ်းသာနေပြီလားဟင်။အိုကွယ်ချမ်းသာဖို့တော့ဘယ်လွယ်ပါမလဲဟေ။အဆင်ပြေုံလေးပါပဲ။ဒီအတိုင်းစားဝတ်နေရေးအဆင်ပြေုံပေါ့။ဩော် ဒါနဲ့စကားမဆက်ကိုကျော်ကြီးရောရှိရလားကိုကျော်ကြီးလားမရှိဘူးလဲထဲမှာရှိနေတာကောင်းပြီလေငါတို့လည်းအကြကြီးနေမှာတွေ့ရတာဆိုတော့ဒီနေ့ပျော်ပျော်ပါပါဂုဏ်ပြုကြရအောင်ငါဈေးထဲသွားပြီးတော့ပစ္စည်းတွေသွားဝယ်လိုက်အောင်မင်းနေအိမ်မှာပဲနေခန့်တော့ဈေးတော့မလို့လားငါလဲလိုက်မယ်လေနေလိုက်စရာမလိုဘူးလမ်းမှာပင်မဲလာတာဆိုတော့နားပါအောင်တတောင်တတာနေပါငါမြ мян သွားပြီးတော့မြ мян တင်လာခဲ့မယ်နော်ဝါဝါကပြောပြတာနဲ့ ဈေးတဲကိုအမြန်သွားခဲ့တယ်။ဝါ။ဒီအိမ်ကတော့တကယ်ပဲတရားပြီးအေးရှမ်းတာပဲ။လေယာလည်းအေးအေးလေးတိုက်နေတယ်။ရာသီဥတုကလည်းလမ်းဆန်းနေတာပဲ။အိမ်ပေါ်တက်ပြီးအချိန်နေသွားကြည့်လိုက်ဦးမလေး။မြမြလေအဲ့ဒီလိုတွေးလိုက်ရင်ဝါဝါရဲ့တစ်သားအိမ်လေးကို တက်လိုက်တယ်။မကြခင်ပါပဲ။လေလေကနေကြော်ကြီးတယောက်အိမ်ပြန်ရောက်ခဲ့ပါတော့တယ်။ဟင်မိမကဘယ်သွားနေတာလဲ။ဘာဖြစ်လို့အိမ်ကတိတ်ဆိတ်နေရတာလဲ။ဟောသိပြီ ိမ်ပေါ်ကိုတက်ကြည့်လိုက်အောင်မင်းမိမရှိနေမလားလို့ကြော်ကြည့်လဲမိမဖြစ်သူကိုတွေးလို့တင်ညာအိမ်ပေါ်ကိုတက်သွားခဲ့ပါတယ်ဟင်ဘဝရဲ့အခန်းကတကယ်ပဲတန်ရှင်းတက်ရတာပဲစနေတကြချိလိုက်တာအိုးခါလဲနားလိုက်တာခဏလောက်အနားယူလိုက်အောင်မင်းအာ ဒီနေ့ဝါဝါဝေထားတဲ့အဝတ်အစားတွေကတော်တော်ကိုဆွဲဆောင်မှုရှိတာပဲဆက်စီတလိုက်တာကွာငါတို့အနားယူလာကိုလိုချင်နေတာသိကြတယ်ဒီလိုဆိုရင်တော့ဖမ်းဆုပ်လိုက်ရမှာပေါ့ဟေးအိတ်ချီအောင်စောင်းနေတာလားဒီလိုဆိုရင်တော့နောက်ကနေဝင်ပြီးဖမ်းရတော့ပါပေါ့ကြော်ကြီးလဲဖြစ်ချက်နာတွေတွေးလိုက်ပြီးမြမြအိတ်နေတဲ့ကရင်ဘေးမှာဝင်လဲလိုက်ပါတယ်ဘာဆက်ဖြစ်မလဲဆိုတာတော့တကယ်ချင်းတို့သိကြမယ်ထင်ပါတယ်အိုး ခဏလေးကိုကျော်ကြီးကျမကဝါဝါမဟုတ်ဘူး။အိုးမမီလိုက်တော့ဘူး။ကဲပေါက်သွားပြီ။မြမကသူ့ကိုပြောဖို့ကြိုးစားခဲ့ပေမဲ့အချင်းကြီးဖြစ်ခဲ့ပါတယ်။အိုးငါပိုင်မကဒီနေ့ကြမှတကယ်ပဲခန္ဓာကိုယ်တောင့်တောင့်နဲ့ဆွဲမက်စရာကောင်းနေတော့တာပဲကွာ။ခွာတော့မခွာချင်တော့ဘူး။အိုးအာအာအာပီအာဟမ်မြမငါ မောင်းဝါတင်တင်ခဲ့တာမျိုးလုံးပက်ပြီးလှုပ်လိုက်တာဆိုတော့ဘလို့လို့သိနိုင်မှာလဲကွာဂရင်ပုံမှန်ရောက်နေတော့ဒီလိုဖြစ်ရတာမဆန်းတော့ဘူးလေဒါနဲ့ညီမလေးမြမြကဘာလို့အခုခန်းထဲမှာရောက်နေရတာလဲကွာအကန့်ကိုလှည့်ပက်ကြည့်ဖို့ရောက်လာတာပါဝဝအကန့်လေးကတန်ရှင်းလာပါနေလို့ကြည့်နေတော့လမ်းမှာပင်မန်းလာတာနဲ့အိပ်ကျော်သွားတာပါကုကြော်ကြီးရဲ့။အော်ဟိုဟာလေငါငါတကယ်ပဲတောင်းပန်နေနော် အကူကဝါဝါထင်ခဲ့တာပါညီမလေးကလေပြောဖို့စူးစမ်းခဲ့ပါတယ်ကုကျော်ကြီးရဲ့ဒါပေမဲ့အကူကမျိုးလုံးပဲ့ပြီးလောက်တာဆိုတော့ဘယ်လိုလုပ်သိနိုင်မှာလဲဒါနဲ့တခုလောက်မေးပြရစေဘာလို့များများရဲ့ကိုလုံးကိုတည်းကတင်းကျပ်နေရတာလဲအကူဖြစ်မခွာနိုင်အောင်ပဲကွာမတင်းမဲနေပါမလားကိုကျော်ကြီးရဲ့ဒါကများများရဲ့အသက် first time ပထမဆုံးအကျင့်လေး ဒါပေမဲ့ကိစ္စမရှိပါဘူးကိုကျော်ကြီးမိမတော့မတိတော့နဲ့တော့နော်အဲ့ဒီအချိန်မှာပဲအိမ်ရောက်တဲ့ကနေဝဝရဲ့အတန်ကြားလိုက်ရပါတယ်ဟေးမြမြနေအိမ်နေတာလားဟာငါစရနေပစ္စည်းအများကြီးဝယ်လာတယ်အမြန်ဆင်းခဲ့ပါအောင်ငါတို့အတူတူချက်ပြုတ်စားကြရအောင်လေအေးငါလာခဲ့မယ်ကိုကျော်ကြီးဒီကန်းထမှာကနလေးတွေခက်လိုက်အောင်နော်မြမအောက်ထက်ကိုအရင်ဆင်းလာအောင်မယ်ဒုနေအောင်အတူတူဆင်းသွားရင် ဝါဝါတန်တရားဝင်လိမ့်မယ်အဆင်ပြေတယ်မလားရပါတယ်ညီမလေးများများရဲ့ငါတကယ်ပဲမြမကိုကျေးဇူးတင်ပါတယ်နော်ငါလူရဲ့အတွက်ညီမလေးရာစိတ်မဆိုးဘူးဆိုတော့အခုအတွက်အရန်တန်မှုရှိပါတယ်ညီမလေးမမြန်ဆန်းသွားလိုက်ပါအောင်ဝါဝါအပေါ်ကိုတက်လာမှစိုးရင်ရတယ်မြတ်မြလေကောင်းရင်ပြလဲပြီးအောက်ထက်ကိုဆန်းသွားခဲ့ပါတယ်ဒီနေ့ကိုရေကဲတက်တာလေအရင်ထက်လန့်အောင် ခဏလေးတိုင်ပြီးအနားယူလာအောင်မယ်။လဲရနေကိုကျော်ကြီးပြန်လာမှကိုစောင့်နေရအောင်ပါ။ကောင်းပြီလေ။နနာနေနေထိုင်လန့်အောင်။ဈေးကနေပြန်လာတာပြင်းမန်းနေရောပို့။ဟဲဝါဝါ။နေအရက်ဝေလာတာလား။နေအရက်တောက်တဲ့တဲဆိုတာငါခုမှသိတော့တယ်။ငါလည်းနည်းနည်းပပတော့တောက်တဲ့ပါတယ်ဟာ။ကိစ္စမရှိပါဘူး။ဒီနေ့တော့အ aya ပါရတောက်ကြတာပို့။ကိုကျော်ကြီးပဲချိန်မှရောက်လာမလဲမသိဘူး။ စိတ်မပူပါနဲ့ရောက်တဲ့အချိန်ဆိုရင်ကိုကျော်ကြီးကသူ့ဘာသူရောက်လာပါလိမ့်မယ်ငါတို့အရင်ဆုံးချက်ပြုတ်ဖို့ပစ္စည်းတွေပြင်ဆင်ထားလိုက်ကြရအောင်ကိုကျော်ကြီးရောက်လာရင်ချက်ချင်းစားလို့ရအောင်ပေါ့ဟေးမြတ်မြတ်ဒီနေ့ငါချက်ထားတဲ့ဟင်းတွေ စားလို့ကောင်းရဲ့လားအရန်ကောင်းတော့ဘောဘွားဘွားရေ အော်ဒါနဲ့စကားပြောတာရှာရီပါလို့ရှုပ်နေရတာလေမူးနေလို့တော့မပြောနဲ့တော့နော်ဟေးမမူးပါဘူးဘယ်နာမူးရမှာလဲငါလုံးဝမမူးသေးဘူးနော် ဝါဝါကအပြင်းအထန်ညင်လိုက်ပေမဲ့သူ့စကားကဝဲနေခဲ့ပါတယ်။ဟိုးရှာရီတလောက်တောင်ရှုံနေတာကိုမမူးဘူးလို့ပြောနေသေးတယ်နော်။တက်ပြီးအိတ်လိုက်တော့ဝါဝါရဲ့။ဘေးနားမှာရောက်နေတဲ့ကြော်ကြီးကလည်းမိမဖြစ်သူဝါဝါကိုအတင်းအိတ်ခိုင်းနေပါတယ်။ဟုတ်တယ်ဝါဝါရဲ့။ကိုကြော်ကြီးပြောရမယ်နဲ့နင်တက်ပြီးအိတ်တင်နေပြီးနင်မထနိုင်တော့ဘူးလေ။ဟောဒီမှာပြောရင်းဆိုရင်းနဲ့အိပ်ပျော်သွားတော့တာပါပဲ။ခဏတော့မမူးဘူးလို့ပြောနေသေးတာ။ ကဲဒီလိုဆိုရင်တော့ငါတို့နှစ်ယောက်ပဲကျန်တော့တာပေါ့မြန်မာလေးမြမြဘလူးစီစဉ်ကျန်လဲဆက်သွားမလားဒါမှမဟုတ်ဒီမှာပဲဆက်လိုက်မလားမြမြအိတ်ချင်နေပြီလားဟင်မြမြမအိတ်ချင်သေးပါဘူးကိုကျော်ကြီးရဲ့ဒါနဲ့ဝဝကိုအပေါ်ထန်းတင်ပေးပြီးအိတ်ခမ်းနဲ့ထက်ပေးလိုက်ပါအောင်မြမြကတော့လင်းကြီးခဏလောက်ခံလန်းအောင်မင်းပြီးမှတက်ပြီးအိတ်တော့မင်းကောင်းပါပြီဝဝကအိတ်ပြော့နေပြီဆိုတော့ အကိုညီမလေးများများကိုတခုလောက်တောင်းဆိုလို့ရမလားယင်။ဘာတောင်းဆိုချင်တာလဲယင်ပြောပါ။ဟိုဟိုကိစ္စပဲကိုလေ။အဲ့ဒါကိုဆက်လုပ်ချင်လို့တောင်းဆိုခွင့်ရမလားညီမလေးများများ။ဟေး။ကိုကျော်ကြီးကကြံတော့မြတ်မြတ်ရဲ့အော်တန်းကြောင့်ဝဝကြားသားရင်ဘလို့လုံးမလဲ။ဝဝကဘလို့လို့တားနိုင်ပါလဲမြတ်မြတ်ရဲ့။သူ့ရဲ့အချင်းကြီးကိုလည်းကြည့်လိုက်ပါအောင်။ ကြော်ကြီးရောင်ဝါဝါရဲ့မူးနေတဲ့ပုံစံကိုလက်ညှိုးထုတ်ပြလိုက်ပါတယ်။ကုကြော်ကြီးတကယ်ပဲထွက်ကြလား။ဝါဝါနုမလာဘူးဆိုတာကိုဒီလိုအချိန်နေရင်ဆောင်ရင်တော့တရားရခိုင်နှုံးယုံကြည်ပါရယ်။ဝါဝါပုံစံကအန်ပတ်ဆိုတာဆိုတော့မနေ့ကျောက်မှပြန်နူးလာတော့မှဒါဆိုရင်မမြန်လို့တော့ကုကြော်ကြီးရဲ့မင်းမလေးမနေနိုင်တော့ဘူးအရန်ဖြစ်နေပြီ။အိုးအာကုကြော်အာအရန်ကောင်းတာပဲ။